တွေပေါ့အရှိမအဲအလုံးနဲ့တည်နေကြတာပဲလေဒီဟာပဲပေါ့ဒီပေါ်မှာမေတယောက်နေနေမိခင်တယောက်နေနေတော့ခံစားရတာပေါ့ဒါလာပါပဲအွန်းညတရခင်ညော်လေမဆဲပါနဲ့ပေါ့မပြောပါနဲ့ပေါ့နော်ဟိုငိုပြီးပြောချင်တာဒီမှာအရင်ခံစားရတယ်ကိုသားလေးဟိုသားတိတ်ချစ်ကြအောင်ကိုလို့ဆဲလိုက်အရင်ကလူလာမေးဒီမပြောချင်ဘူး တင်းရခံစားရတယ်ခုချိန်လေးခံစားဒါမဲ့တိသားကအရင်ဆိုးဝိုင်းလုပ်နေတာမဟုတ်ဘူးလေသူကယောက်ျားပြီးသားနဲ့သူကလုံးဥဝင်လင်းပြောပြီးမှသူတာလောက်တာလေအဲ့မှာဆဲရပေါ်တဲ့လူရလေဒါတော့သူကဆဲကျင်ကြတော့တိသားမှမဟုတ်တာအမေဆိုးတော့မှသူဆဲကြသေးတာပဲနော်တားတဲ့အများကြီးရေရင်ရှိတဲ့အခြေချင်းရှိတဲ့ရေသွေးရှိတဲ့လူတွေတောင်သူဆဲနေကြတာပဲအဲ့တော့ဒီဘက်မှာဒီလိုက်ခံစားနေဒီလေအဲ့ရတွေကထအောင်မဟုတ်တော့ဘူးဒါပေမဲ့မေအေးတယောက်နေတော့အရင်ခံစားရတာပေါ့ အဲ့ဒီတင်ငိုတာပဲတိအိတ်ငိုတယ်တိမဘာမှရှိဘူးတိအားကိုးစရာတိမျက်ရည်ပဲတိငိုတယ်ငိုပလိုက်လို့စိတ်ပြောင်းသွားရင်စိတ်ပြေသွားရင်တိပြန်ပြီးကိုကိုပြန်ထူထောင်မယ်ဘာပဲလို့ထူထောင်လဲတိသားသမီးတွေရှင်မတိရဲအောင်မယ်လေတိပဲရှိတာလေဟုတ်လားတိသားသမီးရှင်မတိမရရင်တိသားသမီးတိနဲ့တိရဲ့အားနဲ့နေရကြတာเนาะပစံရှိရချမ်းသာတာရင်းမချီဘူးဒီအဲ့ဒါစိတ်ဝင်စားဒီစိတ်ချမ်းသာတာလေးပဲနေချင်စိတ်အေးလေးပဲနေချင်တယ်ခုဆဲကြဆိုကြတိသားကိုကျွဲနေနော်သူတို့အမေတွေ တို့မိပါတယ်တို့ပြောရင်မလို့ခံစားမလို့ဆိုတဲ့ကိုကြီးစားတရားလေးတို့မှမြင်ရင်ပဲကျင့်တတ်ပါပဲဆဲခြင်းမှာဆဲရမှာတို့ကျင့်တတ်တယ်ပြောရဆိုရင်လည်းဆဲပါဒီဘာမှမပြောဘူးအဘေးတဲ့လူကတော့ဟာပေးတာတော့တအားချက်တာပေါ့ဒီအိမ်မှာထမင်းတော်ခေါ်ပြီးရှင်လုံးကြွေးထားကြင်တာအဲ့လောက်ထိဟလာဒီရမ်းမြတ်တာပေးတယ်ချက်တဲ့ကလေးတွေအကုန်သိတယ်ဟလာအခုချော့ကလေးတွေဖြစ်နေကြတာတအားကြီးပေါ်မှာပြောကြဆွဲကြဆိုလဲတအားကြီးရှင်လုံးဖြစ်ကြတာဒီကနားလေတယ်။တော်ရချင်းလုံးကခွင်းနာတော့တော့ဖြစ်ကြတာ။သို့တော်လည်းပဲသူတို့ဒီလေဟိုအုံနောက်မရှိတဲ့အတွေးခေါ်မရှိတဲ့ လေးတွေမဟုတ်ဘူးเนาะသူတို့မှလည်းသူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခါကျတော့ပြိသက်တွေမှလည်းသူတို့ဆုံးဖြတ်ခွင့်နဲ့သူတို့ပြောကြတာပြောပိုင်ခွင့်ရှိပါတယ်ဒါပြောကြပါသို့တော်လည်းပဲဟိုနောက်ပိုင်းဆက်ချစ်ပေးပါဟာလာဒီလောက်ပြောလိုက်ရင်เนาะဒီလောက်ပြောခဲ့ရရင်ဟွန်းကျင့်နေကြပါတော့ရက်ပေးကြပါတော့ဒါလေးပါပဲเนาะ